မြင်္ဂလာပါခင်ဗျ YouTube channel လေးဖြစ်တဲ့ Linga Support Channel ကနေကြိုဆိုပါရစေဟုတ်ကဲ့ပါအင်ကာဒိညဗိုလ်တုံးနေ့မနေ့မှာရှင်ပြန်ကစားကြမှာ UFA Champion League Europa Poison တွေကိုကျွန်တော်ရွေးချယ်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ရဲ့အကြိုက်ကလေးတွေရွေးချယ်ပေးထားတဲ့အတကြောင့်မလို့ညီကိုတို့တာကြိုက်ရှင်တို့မှာလိုက်ပြီးတော့စောကစားသိကျင်ပါတယ်မိမိကြိုက်နှစ်သက်ရောက်ရွေးချယ်ပြီးတော့လဲစောကစားလို့ရပါတယ်ဆိုတော့ပထမဆုံးပွဲစဉ်ဖြစ်တဲ့ပေါ်တော့ဒါလစ်ပါဝင်တဲ့ရွေးပွဲဆိုကျွန်တော်အေးဆုံးရွေးချယ်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ လီဗာပူးနဲ့ရွေးပွဲစဉ်မှာဆိုရင်အင်္ဂွင်ဖြစ်တဲ့လီဗာပူးကရေးရဲကိုဒီနေ့ဖောက်ပေးတဲ့ policy ကနေဦးစဉ်မှာဆိုရင်ရှေတူဆိုရင်ပြားဆုံးအရှုံးသေးရနေပြောရှေတူဆိုရင်တည်ရည်ဒီပဲဖောက်ပေးထားတယ်ကိုပေါင်းသေးမှာဆိုရင်တုံးလုံးသွင်းလာပြားဆုံးရှုံးသေးပေးထားတယ်ဗျလီဗာပူးရဲ့တိုက်စစ်ပိုင်းမှာ Champion League ခိုးတွေတွင်းခဲ့တယ်ဆိုပေမဲ့အင်္ဂလန်ပရီးမီးယားလိမှာခိုးတွေပြန်ပေးထားတယ်ဗျနောက်တန်းလေးကပေါ့နော်ဒီရဲ့တိုက်စစ်က Champion League မှာခိုးတွေတွင်းထားတယ်ဗျနောက်တန်းလှုပ်ရှုံနေလာလီဂါစပိန်မှာဆိုတော့ထိမ့်ပြီးဆွနိုင်တော့တွေးထားတယ်တိုက်စစ်ပိုင်းနဲ့ဥဒုံရှင်ပြန်ရမယ်ဆိုရင်တော့ရီးရဲကတားတယ်ဗျ ထိတ်တတွေ့ဆုံမှုအရာကိုပြန်ကြည့်ရမယ်ဆိုရင်လစ်ပါဘူးတားတယ်ရှမ်ပီယံလီမှာဒါပေမဲ့ဒီပတ်နှစ်နောက်ပိုင်းမှာလစ်ပါဘူးလို့ပေးကိုရှိတယ်ရာကိုလည်းယူနိုင်တယ်ရှမ်ပီယံလီမှာပေါ့နော်အဲ့ကြတော့ဘောကြီးစင်းမှာဆိုရင်ရှီတူဆိုရင်တေးသေးရနေရှီတူဆိုပြားဆုံးအရှုံးသေးကိုပေါင်းသေးသုံးလုံးသွင်းသွားလို့ရှိရင်ပြားဆုံးအရှုံးသေးသုံးလုံးအရှုံးသေးဒီဖောက်ပေးထားတယ်ဒါကနေဥစည်းတွေပေါ့နော်ကိုခမန်းရလက်ကတော့အနည်းဆုံးဒါ3132လောက်နဲ့ပြီးဆုံးသွားမယ်လို့ပဲကျွန်တော်ထင်မိပါတယ်စကြဝဠာရွေးချယ်ပေးရမယ်ဆိုရင်လီပါဘူးနဲ့ယူရဲတို့ပွဲစဉ်မှာကျွန်တော်ကိုပေါင်းအပေါ်တစ်ချောင်းနဲ့ပဲကျွန်တော်ကြိုင်းနေတတ်ပါတယ်ခင်ဗျာနော် ောက်ထပ်တပွဲဖြစ်တဲ့ PSG နဲ့ပိုင်မြူနစ်ပွဲစဉ်သွားမှာပြအသွင်းကြီးပဲထိတ်တိုက်တွေ့ဆုံနေတာဒီနေ့ညမှာတော့အဲကြောင့်အင်ဂွေဖြစ်တဲ့ PSG ကပိုင်မြူနစ်ကိုရှီတူဆိုရင်ပြောင်းဆုံးရှုံးသေးရတယ်ရှီတူဆိုရင်တေးသေးပဲပေးရတယ်ကိုပေါင်းသေးတော့လုံးသေးရတယ်တော့လုံးသွင်းသွားရင်ဒါအရှုံးသေးပြအဲကြောင့်နှစ်တင်းသလုံးကလည်းချန်ပီယံလိမှာဂိုးတွေသွင်းပြီးတော့ဇေယျရဲ့နံပါတ်1တင်မှယူထားတာပိုင်မြူနစ်ကလည်းရှုံးပွဲမရှိဘူးလိပ်ပွဲစဉ်ရောချန်ပီယံလိရော PSG လည်းအတူတူပဲဆိုတော့ကျွန်တော်စဉ်းစားတာတစ်ချက်ကတော့ဘာမျိုးလို့ဒီနေ့ PSG ကိုတော့ ဒါလှန်ကန်နိုင်မယ်လို့တော့မထင်ဘူးဘာလို့လဲဆိုတော့ပြည်ချင်းအင်ဂွင်တော့ကောင်းပြီးတော့ထိန်းသွားသွားဖို့လာလာတော့ရှိတယ်။ဘိုင်မြူနစ်ရှုံးပွဲတွေ့ရင်တော့မတွေ့ရင်တော့ဒေလောင်းနဲ့ပဲပြီးဆုံးသွားမယ်လို့ပဲမြင်မိတယ်။ဒါကတော့ဘိုင်မြူနစ်ဘက်ကပေါ့နော်။ပြည်ချင်းနိုင်ပွဲရပြီးတော့နောက်ထပ်ဇယားမှာတိမ်ပိုက်ဖို့ထွက်ဆိုရင်ဒီနေ့ဘိုင်မြူနစ်ကိုနိုင်ပြမှာလည်းဖြစ်တယ်။အဲ့ကြောင့်ကျွန်တော်ရဲ့စိတ်ကြိုက်ကိုရွေးချယ်ပေးရမယ်ဆိုရင်ပြည်ချင်းနဲ့ဘိုင်မြူနစ်ပွဲစဉ်မှာဆိုရင်အင်ဂွင်ဖြစ်တဲ့ပြည်ချင်းဘော်ဒီကိုကြိုက်တယ်လို့ကိုပေါင်းအောက်လင်းနဲ့လည်းတွဲပြီးစောကစားသိကျင်ပါလေခင်ဗျာနော်။နောက်ထပ်တစ်ပွဲဖြစ်တဲ့ဂျူပင်နဲ့ဆပ်ပေါ့တင်လစ်ဘွန်ပွဲစဉ်သွားမယ်။ လိပ်ပွဲစဉ်မှာနှစ်သင်းသလုံးအရာကြီးရမှာဆိုရင်ဂျူပင်ကနည်းနည်းကြာနေတယ်။ supporting list ပုံကတားတယ်။ champion league မှာပြန်ကြည့်ရမှာဆိုရင်ဂျူပင်ကြာတယ်။ supporting list ပုံနည်းနည်းတားတယ်။ဒါလေးကွာနေတာတွေးထားရဗျ။ဒဏ်ရာပြဿနာကြီးရှိနေတဲ့ဂျူပင်တက်အနေနဲ့ဒီနေ့ရှုံးသွားခဲ့မှာဆိုရင်တော့ဒါ champion league မှာရုန်းကန်မှာဖြစ်တယ်။တရိုက်ဝင်ခွင့်တော့ကိုပေါ့နော်။ဆိုတော့ supporting list ပုံကတော့တော်တော်ကောင်းတယ်လို့ပြောလို့ရတယ်။ဝင်ခွင့်ထိဆော့တက်ပြီးတော့ champion league မှာဒါကပ်ပြီးနိုင်ထားတွေ့ရတယ်။ဒါပေမဲ့အင်ခွင့်ဖြစ်တဲ့ဂျူပင်ကနေပြီးတော့ယနေ့ဒါကနေဦးပေါက်စီမှာဆိုလို့ရှိရင် supporting list ပုံ ရှေ့တူဆိုရင်အရှုံးသေးဖောက်ပေးတာလေကိုပေါင်းသေးမှဆိုရင်၃လုံးသွင်းလာပြဆုံးစားသေး၃လုံးသေးသေးပေးထားတယ်ဗျနိုင်ဝဲတွေပြန်ဝင်လာခဲ့မှဆိုရင်ဂျူပင်ရဲ့တိုက်စစ်ကိုဒါဂျူပင်တို့ဘောနော်အနိုင်ယူပြီးတော့ဒါ support လို့ဆိုထိန်းစော်သွားမယ်ဆိုတော့နင်းမိတယ်ကိုခမန်ရလကာ 1C ဒါမမုံ1-1ဒါ 1C နဲ့လည်းကတ်နိုင်သွားဖို့လည်းရှိတယ်ဗျအဲ့ကြောင့်ကျွန်တော်ရဲ့ဒီစိတ်ကြောက်ကိုရွေးချယ်ပေးရမယ်ဆိုရင်ဂျူပင်နဲ့ support နဲ့လေဆုံးပွဲသွင်းမှာကျွန်တော်ကတော့ဂျူပင် body လေးပဲရွေးချယ်ပေးခြင်းပါလေခင်ဗျာနော်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဒီဥရောပပွဲစဉ်တွေရွေးချယ်ထားတဲ့ဘောနော်ဒါ အင်္ဂါနေ့ညဗိုလ်တော်ဦးနေ့မနေ့မှာရှင်ပြန်ကစားကြမယ်ဒါချန်ပီယံလိပွဲစဉ်မှာဆိုရှင်ဒီပါဝင်တဲ့ရည်ရွယ်ပွဲစဉ်မှာကျွန်တော်၉ပေါ်ရွေးချယ်ထားတာပါ PSG နဲ့ Bayern Munich ပွဲစဉ်မှာဆို PSG ပေါ်တင်နဲ့ကိုယ့်အကူတွဲပေးထားတာပါ Jupin နဲ့ Sporting Lisbon ပွဲစဉ်မှာဆိုကျွန်တော်အင်ဝင်ပြတဲ့ Jupin ပေါ်တီကိုကျွန်တော်ရွေးချယ်ပေးထားတာလည်းဖြစ်ပါတယ်ဒီပွဲစဉ်၃ပွဲစလုံးကိုညီကိုတို့အကြိုက်ရှင်းတွင်ပေါင်းပေါ်တီတွဲဆော့ကြပါကျေးဇူးအားပေးတဲ့ညီကိုတို့ကံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ